မြန်မာပြည်ဟာတကယ်ကိုကတ်ဆိုင်နေတယ်ဆိုတာလဲဝင်ခံရတော့မယ်။ကျမတို့ပြည်သူပြည်သားတွေအခုဘာလုပ်ရမလဲ။စိတ်ကောင်းကောင်းထားရမယ်။လူပိတအောင် လူစိတ်မွေးပေးရမယ်။ဟန်ဆောင်နေတဲ့မျက်နှဖုံးစိတ်မျိုးကိုပြုပြင်ပြောင်းလဲရမယ်။ကျမပြောပြီးပြီလေ။ဟန်ဆောင်တဲ့မျက်နှဖုံးကလူတွေမသိလူတွေသိစရာမလိုဘူး။ဖျားသိတာနတ်သိတာ။ကျမတို့မြန်မာပြည်ဘာကြောင့်ကတ်ခဏခဏစိုက်တယ်လဲစိုက်လိုက်ရင်လဲအကြီးဆုံးအဆိုးဆုံးနေဘာကြောင့်လဲ။တွေးကြည့်။မျက်နှဖုံးစွတ်ပြီးအလုတ်လုံနေတဲ့လူတွေများတာရဲ့ပါစစီမဆောင်တဲ့လူတွေကြောင့် ်ပြီးခိုက်တယ်ကျမတို့တွေဟိုဘွားမှာမပါလို့ခဲ့တယ်လေဝတ်ကျွေးအရန်ကြီးတယ်ဝတ်ကျွေးခြေဖျားရှိတယ်ဝတ်ကျွေးခြေကြပါဝတ်ကျွေးတွေအတင်းအဓမ္မအများကြီးပတ်စံအကုန်ခံပြီးခြေပြီးတော့မှစိတ်မကောင်းရင်လည်းအလကားပဲကျမအမြဲတမ်းမကြာခဏမကြာခဏတင်ပေးတယ်အုံအားဟုံအုံအားဟုံအုံအားဟုံဆိုတဲ့အရာကိုတချို့ကဒါကတရေမွေးတာလားတဲ့အဲ့ဒါဆိုရင်မေးလိုက်မယ်တို့မြန်မာလူအများတန်းဝေတာကောတရေမွေးတာပဲလားစောက်သုံးမကြတဲ့ချီအုံနားမလဲရင်ငိမ့်ငိမ့်လေးနေလိုက် လှုပ်ချင်တဲ့လူကကျမစကားကိုကြားပြီးတကယ်လှုပ်သွားမယ်ဒီအချိန်မှာအားလုံးကိုရတဲ့ဖရဲစာကိုရွတ်ပြီးတော့အုံအားဟုံးလှုပ်ဖို့တင်တော်ဆုံးအချိန်ဖြစ်တယ်အခုကျမတင်ပေးတကယ်တော့လှုပ်ကြပါတလအတွင်းမထူးခြားဘူးဆိုရင်ကျမကိုပါတဲ့နားတွေလာရိုက်ပါပါတဲ့နားတွေရိုက်ပါလို့ကျမဒီကောင်းတဲ့အရာလေးကိုတင်ပေးရမလားဒါဆိုရင်လည်းတော်တော်ဝတ်ကြွေးကြီးလို့ပဲအဲ့ဒါကြောင့်လည်းကတ်ဆိုင်တာ ကောင်းတဲ့စကားကိုအုံနောက်သေးကိုလွယ်လွယ်နဲ့မဝင်ဘူး။မြောက်လက်ညိုးထိုးပြီးဟိုဝေဖန်မယ်ဒီဝေဖန်မယ်။အဲ့ပါဇက်စီးဆောင်ကြပါ။ဥပမာဂုံတော်ကိုပါတတ်တယ်။နမောတတတတ်တယ်။တံပုတ်တွေတတ်တယ်။ပဋ္ဌာန်းရတယ်။ဘာပဲရရတခုခု ကျမကုံတော်ကိုးပါးနဲ့လာပြောမယ်။ဣတိပိသောဘဂဝါအရဟံတမန္တဗုဒ္ဓဝိဇာဇရဏတမနောလောကဝိတုအနုတ္တရပုရိတတမန္တရတိတတတိဝမနုဿနဗုဒ္ဓဘဂဝါတိအရှင်မြတ်စွာဘုရားယခုတပိတော်မှတောက်ကြသမီးတော်သက်ထားသည်ကုံတော်ကိုးပါးကိုရွတ်ဖတ်တယ်ဆိုင်လိုက်ခြင်းဟာယခုကျမတို့မြမပြီးငလင်တံမတေဆုံးရတော့ခုနှစ်ရက်သားသမီးဒုက္ခရောက်တော့ခုနှစ်ရက်သားသမီးများအလုံးချွတ်တန်းဝင်တဲ့လူချွတ်ပြီးကံကောင်းခြင်းအရာရာများနဲ့ပြည့်စုံပါစေဆိုပြီးတော့အုံအဟုံအုံအဟုံအုံအဟုံဆိုပြီးတော့မှ လက်ကလေးစိတ်ခရနေပြီးတော့ထွက်လာတဲ့အာနိသင်ပါဝါအပြည့်နဲ့အုံအဟုံအုံအဟုံကဘာအနက် အာအဲ့လိုမျိုးအဲ့လိုမျိုးလက်ကလေးကားပြီးတော့အဲ့လိုကဘာအနက်လှုပ်လိုက်စမ်းပါရောက်ရအရမအုံအဟုံဟာအခုနော်ရှင်းရှင်းပြောရင်ဒါအစိမ့်သေးတာလေအစိမ့်သေးတဲ့လူတွေကဘလို့ဖြစ်ဖြစ်သေးတဲ့လူတွေကအရင်အရင်တုန်းကသေခဲ့တဲ့လူတွေရဲ့ဝိညာဉ်မတမ်းမဝင်တဲ့ဝိညာဉ်တွေအားလုံးဒီအုံအဟုံနဲ့စံနေရေတွေကျဲပေးလိုက်တဲ့အတွက် အကုန်လုံးကြွတန်းဝင်သွားတယ်။နှစ်ပေါင်းများစွာစောင့်နေရတဲ့ဝိညာဉ်တွေဟာအမထင်မဲနဲ့အုံအားဟုံးလို့ရွတ်လိုက်တဲ့အတန်ကိုကြားလိုက်တာနဲ့ရှူးဆိုပြီးတော့ကြွတန်းဝင်သွားတယ်။ဘလောက်စိတ်ချမ်းသာဖို့ကောင်းလဲတွေးကြည့်လိုက်။ကျမတို့ရဲ့အုံအားဟုံးနဲ့ရေနဲ့ဆန်နဲ့ပက်လိုက်တဲ့အခါမှာသူကြားလိုက်တာနဲ့ကြွတန်းဝင်လွယ်စေတဲ့ကာရာတော်ဖြစ်တယ်။နောက်ထပ်ဥပမာတစ်ခုနော်ကျမနေပြီးတော့အမြန်လန်းသွားရင်စံပါတယ်ရေးပါတယ်အမွေးတိုင်းပါတယ် ငါးနေရာလောက်တော့ရွေးပြီးတော့အောက်ဆင်းအမွေးတိုင်းထွန်းတယ်တော်မီမလောင်တဲ့နေရာမှာထွန်းတော့ရေဖြန်းတယ်အုံအားဟုံးတယ်ရွတ်ပေးတယ်အဲဒုံးကကျမဘာကြောင့်လှုပ်တယ်လဲနေပြီးတော့အ мян လမ်းမှာတေခဲ့တဲ့လူတွေဘလောက်များလဲအားလုံးအစိမ့်တေတွေကြီးပဲသူတို့ရဲ့ဝိညာဉ်တွေတချို့ကျွတ်တယ်တချို့မကျွတ်တဲ့ဟာတွေအများကြီးမဟုတ်လားအဲ့အတွက်ကျမလှုပ်တယ်ခုကျမတို့ပြန်မပြီးမှဒုက္ခရောက်တယ်မလိုအပ်ပဲနဲ့အချိန်မမီလို့တေဆုံးသွားတဲ့မကျွတ် ဘယ်လိုပြောမလဲအစိမ့်တေတဲ့ဝိညာဉ်တွေအများကြီးဖြစ်သွားပြီဒီအချိန်မှာကျမတို့ကအုံအဟုံစံနဲ့ရင်နဲ့အမွေးလိုင်ပဲလိုတယ်လုပ်ပေးကြပါယုံကြည်ပါကျမတို့မမြင်ရတဲ့ပုံကိုယ်တွေမှန်မှန်အားလုံးရဲ့အစွမ်းဟာအရန်ထက်တယ်နော်နေသူတို့ကိုကောင်းကျိုးပြုပြီးသူတို့ဝမ်းသာပြီးအေဂျင့်နဲ့အမျက်မျက်ဆုံးဘုံကိုရောက်သွားတဲ့အခါမှာမလေးကျမချက်သိန်းတောင်ဖြန်းတဲ့အခုကျမတို့ဆုတောင်းပေးတဲ့လူတွေရဲ့မိသားစုအဆက်ဆက်ဟာဘလောက်ထိစင်ကဲစင်ကဲအစဉ်ပြေလာမလဲဆိုတာကျမတတ်တယ်ပဲ။ ကြောက်တောင်ကြီးကိုအာကိုလိုက်လို့ရှင်တရက်ကြောက်တောင်ပြိုတတ်တယ်လူကိုအာကိုဖို့ဆိုတာစဉ်တော်မစင်စားနဲ့မိအေးနှခါ၃ခါ၄ခါ၈ခါနာပြီးအဲ့မှာပလက်လန်ပြီးနင်ပါတေသွားနိုင်တယ်ဒီတော့ဘာအာကိုမလဲဖះမတပါအာကိုရမရှိပြီးတော့မြင်ရတဲ့ဝိညာဉ်တွေကိုကုသိုလ်ပြုတာပတ်စံမလိုဘူးနော်စိတ်လေးထဲ့ပေးဖို့ပဲလိုတာအမဒုက္ခကြီးကြီးမားမားရောက်ခဲ့စဉ်တုန်းကရမ်းရင်းနှီးတဲ့ဆိုရင်မျိုးရင်းတော်လကောင်းတငယ်ချင်းအရင်ချာတော်လကောင်းအာကိုခဲ့ဘူးတယ် အစမပြေဘူးနော်နောက်ဆုံးတရားတကူတရားတကူစိတ်ကောင်းမွန်ခြင်းရဲ့တကူမမီရတဲ့အရာတွေကိုနေ့စဉ်နဲ့အမြအဝဟုံးမပြက်ခဲ့တဲ့တကူတွေကြောင့်ကျမတော်သက်တာအခုလိုမျိုးအေးအေးချမ်းချမ်းလေးနေခွင့်ပြန်ရလာတယ်လောက်ကြပါလောက်ကြည့်ပါကျမရဲ့လက်တွေ့မလို့ကျမအဲ့လိုမျိုးអော်ပြီးတော့မျှဝင်နေတာမဟုတ်ဆုံးမဖြစ်ပြီးတဲ့နောက်ပိုင်းယောက်ျားထပ်မယူတော့တဲ့အဲ့ဒီအားလက်တဲ့အချိန်ရှိလို့ကျမလိုကောင်မမျိုးက online ပေါ်တက်လာပြီးဒီလိုစကားတွေကိုအလားချပြတာ အာရိုးရှင်းအောင်တစ်ခုပြောပြမယ်ကွာသူတပားကိုစိတ်ချမ်းသာအောင်ထားလိုက်သူများစိတ်ချမ်းသာတော့ဖြစ်သွားတဲ့အတွက်ကို့ဘဝသူစုတောင်းတာပဲဖြစ်ဖြစ်ကို့ရင်ထဲကပီတိဖြစ်သွားတာပဲဖြစ်ဖြစ်အဲ့ဒီစိတ်ရဲ့အနေကြီးတွေကြောင့်တိုးတက်တဲ့တိုးတက်ပြီးပိုပြီးတော့တမ်းမှချမ်းသာပြီးမင်္ဂလာရှိစေတာပေါ့ကွာကဲကျမပြောတင်ပြောထိုက်တာအကုန်လုံးပြောပြီးပြီအခုကျမတူလေးသွားလိုက်တဲ့အလူဗီဒီယိုကိုတင်ပေးမယ်ကျမရဲ့တူလေးဝတ်တော့ကတော့ ဟိုငတုံးကအဆင်းထဲမှာတော့ပါတယ်ရိုက်လာတဲ့ဗီဒီယိုကဒီလိုအထောင်လိုက်လဲပါတယ်ဒီလိုအလျားလဲပါတယ်ဒါကြောင့်ဆက်ထားတာနည်းနည်းတော့ကိုလိုကလန့်ဖြစ်တယ်ကြည့်လိုက်ပါအောင်ရှင်